ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြခင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးမင်းသိန်းခါဤစာပလင်းနေမောင်နဲ့ညာကျွန်းသားဘောကမြောက်သုံးကောင်းဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်ခွင့်နေအဖြစ်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ အထပ်ပါဖြစ်ပြန်များဖြစ်ပွားသောနေ့၌ပင်ဆရာတော်ကြီးသည်ကောဘကလူကြီးများအားခေါ်ယူပြီးလျင်ကောဘကလူကြီးဥစိန်အားတက္ကမောင်စင်အားအချင်းချင်းဒုန်းနဲ့ရိုက်တဲ့အထိဖြစ်ရတာမလွန်းလွန်းဘူးလားကွမင်းနဲ့ဒီနေရာနဲ့မတန်ပါဘူးခုစောကကောဘကလူကြီးအဖြစ်မှထွက်ခိုင်းလိုက်လေတို့ကြောင့်ဥစိန်ဤနေရာအစားဝင်ရမည်ကောဘကလူကြီးအသည့်ကိုအပူတပြင်းရှာခွေကြရပြန်၏တို့ကမြို့အစွန်း၌ မိမိကိုယ်တိုင်အရက်သေးစားမတော်စားတော်လဲအရက်ပုံချဲ့၍အသက်မွေးတော်သူတို့အားဥစဉ်ဤနေရာအစားမှာယွင်းစွာရွေးချယ်မိလေတော့ဤဤတော့နေပင်ဥဒါညာဤကောင်းမှုကြောင့်တယောက်ပြေးတယောက်ထွက်ဆုခေါ်၍သွားကြပြီဖြစ်ရာနောက်ဆုံးဖရာဝဲကျင်းပကံဤတွင်ဥဒါညာနှင့်ဖဲသမားဒေယီပုံချဲ့သူကျက်သမားစသည်တို့သာလျင်ကြံရစ်လေတော့ဤတို့ရတွင်ထိုသူတို့က၎င်းတို့မြို့ကိုချစ်ခင်ဤ ရွှေဘုံသာစေတီတော်ကြီးကိုလည်းကြည်ညို၏ထို့ကြောင့်ရွှေဘုံသာဖျားပွဲတော်ကြီးသည်၎င်းတို့ကောင်းမှုကြောင့်စီကတိုက်မြိုက်စွာကျင်းပနိုင်လေတော့၏ဖျားပွဲပြုလို့ရန်နောက်ဆုံးအကြိမ်စီဝေးတိုင်ပင်သောခါ၌ဥတာညံကကျုပ်တို့တို့တွေအားကျုံးမှန်တဲ့လောက်ကြမယ်ဗျာဒီဖျားပွဲကိုစီစီကားကလှုပ်ပြလိုက်ရင်အရေးပိုင်းမင်းကိုယ်တိုင်လာပြီးကြည့်မှာဗျာအဲ့ဒီလိုလာကြည့်ပြီဆိုရင် ကျုပ်တို့ရွှေဘုံသာဖျားပွဲဟာဒီဇက်ဝင်ဖျားပွဲဖြစ်သွားပြီဗျာ အဲ့ဒီလိုဆိုရင်ဘုရားဝဲအချိန်တွင်းမှာသင်္ဘောကတဝက်နှုံလျှော့ချပေးရမယ်အရရအနေနဲ့ကလူတွေလည်းလာဖူးမြော်နိုင်မယ်အဲ့ဒီရောကျွတ်တို့မြို့ကလေးလဲမိုးဆုံမအိမ်ကကြွက်လို့မျက်စိကလေးပြူးပြူးကြောင်တောင်နဲ့မျက်နှာငယ်စရာမလိုတော့ဘူးဗျာရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းတွေလည်းပွင့်လန်းလာမယ်မဟုတ်လားဟုတ်ပြလိုက်ရတချိန်ကဘဲသမားဖြစ်ခဲ့ဘုရားမောင်အောင်ကျန်ကဘယ်လိုလဲဥဒညာရဲ့အရင်ကလိုဇက်တန်တွေပါတွေမပြောတော့ပါလားအရက်ခံရမှာကြောက်လို့လား ခဏကိုရိုက်မဲ့လူတွေမရှိတော့ပါဘူးဟုတ်ပြောလိုက်လေသည်ခိုးတော့ကတမန်ကပြောတာကွာအဲ့ဒီလိုပြောရင်ဟိုလူတွေစိတ်တူပြီးငါကောင်းကိုရိုက်မယ်ဆိုတာလဲငါသိတယ်အဲ့ဒီလိုရိုက်ရင်သူတို့ကိုဆရာတော်ကြီးကထုတ်ပြစ်မယ်ဆိုတာလဲငါသိတယ်ဒါကြောင့်တမန်ကကိုပြောတာလေးကအရိုက်ခံပြီးတော့ကိုဟိုလေးယောက်ကိုထုတ်ပြစ်ရတာဟေ့ဟိုလေးယောက်ဟာမင်းတို့လိုဖဲသမားကျက်သမားတွေတော့မဟုတ်ဘူးဒါပေမဲ့သိပ်ပြီးဆိုးတယ်ကွာမင်းတို့ကတော့အများမြင်မှာဖဲသမားကျက်သမားတွေပဲဒါပေမဲ့ ဖះပစ္စည်းစားမဲ့ကောင်တွေမပါဘူးဖဲသမားကျက်သမားလှုပ်တာလေအခုလှုပ်တာမှမဟုတ်တာမင်းတို့ဟာကိုရောက်နေတဲ့နေရာနဲ့တန်းအောင်နေရကြရဲဆိုတာငါသိပါတယ်လူတွေလည်းတဖြည်းဖြည်းငါလိုပဲတိကုန်ကြမှာပါဟိုလေးယောက်ကတော့ဒီလိုမဟုတ်ဘူးဟေလူတွေရဲ့မြင်မှာတကယ်ကိုဂုံတီးရှိလူကြီးလူကောင်းတွေပဲဒါပေမဲ့အတွင်းသားမှာတော့ပူစားလောက်ကိုက်တွေကြီးပဲကွာဟိုဥဒာညာကပြောလိုက်လေကောင်းကိုလေးကရိုက်ခံပြီးဟိုလူလေးယောက်ကိုထုတ်ပြစ်နိုင်တဲ့ဥဒာညာရဲ့စိတ်ဓာတ်ကိုချီးမွမ်းရမလို့ပါပဲ။ ဒါပေမဲ့ဟိုလူတွေကဒါတော့တောင်ဆုသလားဗျာဟိုမောင်အောင်ကြံကမိလရာဥဒာညံကဆိုတာတွေကတော့အများကြီးပဲမောင်အဲ့ဒီအထက်ကလေးပုံတပုံပြောပြမယ်ဟောဒီငါတို့ရွှေပုံသားဖရာရင်မြင်တော်တပတ်ပြီးတော့ဟောဒီစောင်းတန်းလှေကားကြီးအဆုံးထိခင်းထားနိုင်တဲ့အုံစံကောလိပ်ကြီး၅စုံရှိတယ်ကွာဖျားဘူးလာတဲ့လူတွေချိန်မပူအောင်ချုံမလဲအောင်ပေါ့ကွာအခုအဲ့ဒီဟာကြီးတွေဘယ်မှာတော့မင်းတို့တွေ့ဘူးသေးရဲ့လား ခုမေးလိုက်လေဤอืมဟုတ်ပါရဲ့မတွေ့တာနှစ်ကိုအတော်တော်ကြာပြီပဲအဲ့ဒါကြီးတွေမရှိတော့ဘူးလားဟုတ်မောင်အောင်ကျန်ကမေးလိုက်လေရှိတာပေါ့ကွာအမြင့်ပဲခင်မလို့မြို့ပေါ်ကဩဇာအာဏာရှိတဲ့လူတွေလာရင်တော့အရင်တိုင်းပဲခင်ထားတာပေါ့အဲ့ဒီတော့ဩဇာရှိတဲ့လူတွေကလည်းသူတို့လာတော့ခင်ထားတာကိုနင်းရလေတော့ခါတိုင်းနေလေခင်တယ်ပဲအောက်မေတာပေါ့အဲ့ဒီမှာသူတို့ကတနှစ်ပြည့်တဲ့အခါမှာကော်စောလေးကြီးခင်ထားတဲ့အတွက် ရန်လိတ်ကုံသွားပြီဒါကြောင့်အစ်စ်ဝယ်ရမယ်လို့စင်းပြပြီးအလူခံဘုံတွေကငွေကိုထုတ်ပြီးဝေယူကြတယ်အဲ့ဒီတော့ကော်စလိခင်းရတယ်ဒုက္ခလည်းငြိမ့်သေးရဲ့ပိုက်ဆံလည်းရာသေးရဲ့ပေါ့ကွာဟိုဟိုတာညာကပြောလိုက်ရာမောင်အောင်ညာကဩဒီလိုလားဟုတ်ဆိုလိုက်လေဒါကဥတာညာကဟိုဟိုအာယုံခံတစောင်းဟာသူတို့အပန်းဖြေတဲ့နေရာပေါ့ကွာဒီကိုရောက်လာတာနဲ့အလူခံဘုံတွေကပိုက်ဆံကိုနှိုက်ပြီးဟိုဟာဝယ်စားဒီဟာဝယ်စားလောက်ကြတဲ့အပြင် ါကိုလက်ခဆိုပြီးတယောက်ကိုငွေ၅ချက်စီဝေယူကြသေးတယ်ကွာဟုတ်ပြောလိုက်လေဒါပြင်းပဲဗျာဖះကိုတော့မကြခဏထုံးတင်ငန်ကတ်တယ်မဟုတ်လားဟုတ်မောင်အောင်ဂျန်ကမေရယာဥဒာဂျန်ကထုံးတင်ငန်လည်းကတ်ပါရဲ့ဖះပပတ်လည်းမပေါက်နေတဲ့ညောင်ပင်တွေမြက်ပင်တွေကိုလည်းခဏခဏခုတ်ပါတယ်ထုံးတင်ငန်ကတ်တဲ့လုပ်ငန်းကိုလည်းမြို့ပေါ်ကလူတွေကိုငှားပြီးအသုံးပြုတယ်ကွာမြို့ပေါ်မှာကလည်းထုံးတုတ်တဲ့လုပ်ငန်းလုပ်တဲ့လူတွေက၃၅ယောက်တောင်ရှိတာ အဲ့ဒီတော့အဲ့ဒီလူတွေကသူတို့ကိုလက်ဆောင်ပန္နာတွေငွေတွေဘာတွေပေးပြီးချင့်ကြရတယ်။အဲ့ဒါတွေလည်းသူတို့ရကြတယ်ကွာ။ဟုတ်ရှင်ပြလိုက်ရမောင်အောင်ကျန်ကဩဒီလိုလား။ဟုတ်ပြောပြန်ပြီ။ဒါကဥဒာညာကဟုတ်ဟိုစီရဟာငကိုကဟိုဘက်မှာကွာ။အခုဒီဘက်ရောက်နေတာ။အဟောင်းကလေအတိကလေးဖြစ်နေတာတွေ့တယ်မဟုတ်လား။အဲ့ဒါတခြားဟိုရို့လားမောင်ကြီး။ဒီဟာကဟိုရွှေ့ဟိုဟာကဒီရွှေ့လှုပ်ထားတာ။ ဒီလိုလုပ်မှလည်းသူ့ဖိုးတွေသစ်ဖိုးတွေတန်ဖိုးတွေလက်သမားကတွေပူပြပြီးအလူခံဘုန်းတွေကပိုက်ဆံကိုသူတို့ယူလို့ရမှာမဟုတ်လားဟုတ်ရှင်းပြလိုက်ရမောင်အောင်ကြံကဒါတော့မကောင်းပါဘူးဗျာဒီရွှေဘုံသာဖះကြီးဟာကျုပ်တို့မျိုးရဲ့ကြက်တီဆောင်ကြီးပဲဒီဖះကြီးကိုပြုပြင်တာတွေပြုပြင်ရမယ်မွမ်းမံတင်တာတွေကိုမွမ်းမံရမယ်အလူခံဘုန်းတွေကပိုက်ဆံကိုတော့ချူရပြားတောင်မစားဘူးဟုတ်ပြောလိုက်ရကြံတော်လူများကလည်းဟုတ်တယ်ဗျို့ဟုတ်ထောက်ခံကြပြီလျင်ညီညီညွညွနဲ့ကြိုးစားဆောင်ရွက်ကြရာ မြားမကြမီ၌ပင်ရွှေဘုံသာဖရာပွဲတော်ကြီးကိုစီကတိုက်မြိုက်စွာကျင်းပနိုင်ကြလေတော့တည်းလေရန်ကြီးနှင့်ပါလာသောမြင်းစိမ့်တူရွှေဘုံသာဖရာပွဲတော်ကြီးကစီကားလာပြီဗလာကသောဇာကြီးတစ်စက်လည်းပါ၏အနိယပမျိုးများမှ လာရောက်ရောင်းချကြသောဇေဒေများဤဆိုင်တန်းများမှလည်းရှည်လျားလာပြီကောင်းအောင်တဲ့ဆောင်းတဲ့များ ကြောက်ပြင်းတဲ့ငရုဆောင်တဲ့များမိဘတွင်ဒုတ်နှချောင်းဖြင့်မုံကိုပြန်ဝဲစေနံသော မုံလေးဝေတဲ့များဖြာအမျိုးမျိုးနှင့်တကောက်ဖာကိုရောင်းသောဖြာတဲ့များမိဘကလေးကိုမိတ်တုံမိတ်တုံနှင့်ဘူးတိကျော်ကျော်ရင်ခိုး၍ရောင်းသော အရက်ပုံးတဲ့များစသည်ဖြင့်ဖရာပွဲစေတံကြီးကစုံလာပြီဖရာပွဲတော်နှင့်မလမ်းမကန်းနေရာရှိကိုကိုပင်ကြီးအောင်း၌မူခွေးကြီးများကိုချလျက်လာသည်များသော တော့နေကာလာတို့အားဘုကိညက်ပိနေသည့်ဇပင်ညက်ဆရာမောင်ငိမ့်တို့သားဖတ်၄ယောက်ဤလုံငတ်မှလည်းစိတ်ဝင်စားဝယ်ရာကောင်းလာတော့ဤရောင်စုံပူပေါင်းရောင်သောပူပေါင်းတဲ့များကလည်းဝဲခင်တလျှောက်လန်းတလာနေကြလေဝဲတော်ကြီးမှာမျှော်လင့်သည့်ထက်ပို၍စီကားရာကဥတာညံကောင်းဆောင်သောဖရာလူကြီး၅ဦးတို့သည်ဒုတ်ကြီးများကိုကင်လျက်ဝဲခင်ကိုပတ်၍ဇေရန်ကိုလျှောက်ကာစောင့်ရှောက်နေရလေဤတော့လည်းဝဲတော်ကြီးကစီကားလှပြီး လက်သမားတို့ဤလေယာလုပ်ငန်းသိမ့်ခြင်းစပားပေါ်ခြင်းနှင့်တိုက်ဆိုင်သွားသောကြောင့်ထူးကဲစွာစီကားသွားခြင်းဖြစ်၏။ဘွဲငန်နေသောတော်သူတော်သားများသည်ယာကနအရေးအတွက်ရှိသောလက်တကြီးဖြင့်ဖျားပွဲတော်စီသို့ဖျားလဲဖူးရင်းဘွဲလဲကြည်ရင်တဘောဖြင့် တရွေ့ရွေ့လာနေကြသည်ဖြစ်ရာအစာရှာထွက်သောပရွတ်စိတ်တန်းကြီးနှင့်ခက်ဆင်းဆင်းဒူးနေလေတော့၏။လဲတစည်းတစည်းတိုင်းသည်အိမ်တော်စုတစုဖြစ်၏။၎င်းတို့သည် အိမ်များကိုပြည့်ပြည့်လည်းကောင်းရွာများကိုပြည့်ပြည့်လည်းကောင်းစိတ်လွတ်ကိုယ်လွတ်ထွက်လာကြကြခြင်းဖြစ်၏ထို့ကြောင့်အိမ်တော်စုတိုင်းသည်၎င်းတို့ပန်ဆိုင်သောအဝတ်အစားများကိုတန်တတကြီးတစ်လုံးအတွင်းသို့စုပြုံ၍ထက်ကတိတ္တကိုပါယူ၍လာကြ၏အိမ်တွင်မွေးထားသောကြံများကိုလည်း၎င်းတို့ပွဲတော်သို့လာနေစဉ်တွင်ကြက်တခုများ၏လက်သို့ပါသွားမည်ဆိုသည်ဖြင့်လယ်ပေါင်းမိုးပေါ်၌ကျိုးဖြင့်ချီကားယူလာကြ၏ခွေးရှိသောသူများကလည်း၎င်းတို့ပွဲလာကြည့်စဉ်ရဲ့အတွင်း ်ခွေအစားငတ်မီဆိုသည်ဖြင့်ခွေများကိုပါခေါ်လာခဲ့ကြရာခွေများသည်၎င်းတို့တခင်ဤလက်အောက်မှနေရိတ်ခေါ်ရင်းလိုက်ပါခဲ့ကြလေအစိုးရလက်ထံကြီးသည်တရွေ့ရွေ့လာကြစဉ်တဦးနှင့်တဦးနှုတ်ဆက်တံတလဲနှင့်တလဲလှမ်း၍ခေါ်တံလက်များအောက်မှလိုက်လာသောခွေများဤဟောင်းတံလက်အမိုးပေါ်မှကြက်များဤတွင်တံနွားတို့ဤလက်မှချူတံခလောက်တံတို့သည်ဒေါ်သူတောင်သားတို့ဤဘာသာဘာဝအတံများဖြစ်ရာကား တဘာဝအလှကိုခံစားရသူများအဖို့ထိုတန်များသည်တဘာဝကိရတံဟုဆိုနိုင်ပေသည်ထိုလက်ရာကြီးမှာရွာပေါင်း၃၄ရွာမှစုပေါင်း၍လာသောလက်ရာကြီးဖြစ်၏ရှေ့ဆုံးလက်တွင်ညောင်မင်သာရွာမှပွဲနှင့်ကွမ်းကိုအလွန်ကြိုက်သောဆရာတော်ကြီးတဘာသည်လက်ဦး၌ပင်ပင်ခွေချိတ်ထိုင်ကာကွင်ဤကြီးကိုပိုက်လျက်ကွင်ကိုတရားပြတရားစာရင်ဟိုရောက်ရင်တော့ဇက်ဆရာကိုရှာပြီးပထမညမှာငမိုးရင်နဲ့မတ်ရှုပ်ပွင့်ဇက်ကိုကခိုင်းရမယ်။ ုတိယညမှာထိလက်ပုပ်ဥဇက်ကိုကာခိုင်းရမယ်တတိယညမှာ မောင်သူမနာဇက်ကိုကာခိုင်းရမယ်ဒီဇက်တို့သုံးတို့မကလို့မဖြစ်ဘူးကြံတဲ့ညတွေတော့သင်တို့ကကြင်ရကခုရေရွရင်လိုက်ပါခဲ့လေတော့ဤတို့လေရန်ကြီးဤအမြေပိုင်းရှိလက်မြမှာကိုကိုစုရွာမှဖြစ်ဤတို့ကိုကိုစုရွာဤနောက်ဆုံးလက်နိုင်ကအသက်30ကျော်အရွယ်ခန့်ရှိမြန်စင်းယောက်ျားတအူးသည်ဂေါရင်ကြီးဆေးပင်လိတ်တလိတ်ကိုပါဇက်၌ခဲလျက် လေရန်တိုင်းကိုမိကခြေရောက်ကိုတွဲလောင်းချပြီးတစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားရင်းလိုက်ပါလာလေတော့ဤထိုလက်နိုင်ကကိုကိုစုရွာမှကာလာသား၄ဦးနှင့်ထိုမျက်နှာစင်းယောက်ျားတဦးသာလျင်စီးနှင်းလိုက်ပါခဲ့ကြခြင်းဖြစ်ဤထိုမျက်နှာစင်းယောက်ျားသည်လွင်ခဲ့သောတပတ်ခန့်ကမှကိုကိုစုရွာသို့အလဲပိုက်ရောက်ရှိလာသောဧည့်သည်ဖြစ်ဤလက်ပေါ်တွင်ပါလာသောကိုကိုစုရွာမှကာလာသား၄ဦးနှင့်ဇန်ကြီးဆိုသောသူသည်ထိုမျက်နှာစင်းဧည့်သည်နှင့်လွင်စွာခင်မင်းရင်းနှီးကြသူများဖြစ်ဤ ကြံကာလာတော်မူမှာလဲစံကြီးကိုအကြောင်းပြု၍မျက်နှာစင်းဧည့်သည်ကိုခင်၏အခြားခင်မင်သော အကြောင်းတစ်ခုမှာထိုမျက်နှာစင်းဧည့်သည်ဤတရားထိုးကောင်းခြင်းပင်ဖြစ်၏ထိုမျက်နှာစင်းဧည့်သည်သည်စံကြီးထံသို့အလဲလာရ၌အခြားသောပစ္စည်းဆို၍မေမေရရမှာပါပဲလွယ်အိတ်တစ်လုံးနှင့်ဝန်တရားတစ်လက်လာပါလေထိုလွယ်အိတ်နှင့်ဝန်တရားမှာလဲယခုအခါ၌လဲပေါ်တွင်ပါခဲ့ပြီးဖြစ်၏လွယ်အိတ်ကိုလှဲရန်တိုင်း၌ချိန်ကကြောဖြင့်မိထား၏ ဝန်တရားကမူလဲပေါင်းမူ၌ချိတ်ကလဲမောင်းသောအခါ၌လှုပ်ရမ်းခြင်းမရှိသေးရန်အတွက်ရော်ကြောတချောင်းဖြင့်ချီ၍ထားလေ။စံကြီးသည်တော့အရက်ပလင်ကိုထုတ်၍အကျံဘကန်၌ထက်ကအနိရှိကရသာတူအားပေးလိုက်လေ။ဒုကရသာလည်းဝက်ကနဲ့မောချလိုက်ပြီးဘကန်ကိုစံကြီးထံသို့ပြန်ပေးလိုက်။စံကြီးကထက်၍ငယ်ပြီးလျှင် အခြားတယောက်စီသို့ပေးပြန်၏။ဤသို့နှင့်ပင်နောက်ဆုံး၌မျက်နှာစင်းယောက်ျားထံသို့ရောက်သွားလေ။ ညနေစဉ်ရောင်ကြားကအရက်ထက်ထားသောပကံကိုမယူပဲခေါင်းကိုညင်သာစွာခါရမ်းလိုက်လေ။ထိုအခါစံကြီးသည်အရက်ပကံကို၎င်းမာသာမော့လိုက်လေတော့ဤထိုချိန်၌မှာပင်၎င်းတို့ဤလဲပေါ်ငွေနာကျက်ပါကြီးကအောင်မြင်ကြတော်သော အတန်ကြီးဖြင့်ဟောအီအီအိုးဟုတ်တွင်လိုက်သည်ဖြင့်အခြားသောဂျမ်းများကလည်းအိုးအိုးအိုးအီအီအိုး ကောင်ပြီးတကောင်လိုက်၍တွင်ကြသည်ဖြစ်ရာလေရန်ကြီးတလျှောက်ကျက်တွင်လံများဇူညံသွားလေတော့၏ထောတံများတိတ်ဆိတ်သွားသောခါ၌စံကြီးကလက်ပေါင်းမိုးတွင်ချိန်ထားသောဝန်တရောကိုဖြုတ်ကမျက်နှာစိမ်းယောက်ျားအားလှမ်း၍ပေးရင်အရမတော့ရင်တော့နေပါဗျာခရပွဲနေရာကိုရောက်ဖို့အပုံကြီးလိုသေးတယ်ဗျာတရောလေးပါလေထိုးစားမအောင်ဟုတ်ပြောလိုက်ရာကြံသောကရလာသုံးကလည်းဟုတ်ပါရဲ့မိတ်ဆွေရဲ့ ခုထောက်ခံကြသဖြင့်မြန်လစင်းယောက်ျားသည်ဝန်တရားကိုလမ်း၍ရွေပြည့်လျင်ကျိုးကိုအ ਨੇ ကန်ကြီးကသားရနာပြောပဲကောင်းသောယူရီးယားတခြင်းဘက်ကိုတရော့ဖြင့်ထိုးလေတော့ဤထိုမြန်လစင်းဤလက်လမှာကြားရသူဤနား၌ဓာပြာသွန်းလိုက်တဲ့ကဲ့သို့ဆွဲထင်၍သွားစီတိုင်အောင်ကောင်းလာလေတော့ဤအထက်ကဆိုခဲ့သောလေရန်ကြီးသည်ဘွဲကင်းလေယာကိုနထသုံးထပ်ပတ်လိုက်ပြီးနောက်နွားများကိုဖြုတ်ကားလက်ကိုတောက်ကွာများနှင့်ထောက်ထားလိုက်ကြပြီလျင်နွားများကိုခက်လန်းလန်းစကြက်၌လွှတ်ထားလိုက်ကြလေတော့၏ ထို့ကြောင့်နွားများမှလည်းတရွာမနွားနှင့်တရွာမနွားသည်တွင်ကျူးနှုတ်ဆက်သည်လည်းရှိဝိတ်သည်လည်းရှိမြည်သောဆိုစေ၎င်းတို့သည်လည်းပျော်ရွှင်နေဟန်ရှိတော်၏မိမပြောများမှမူရွှေဘုံသာဖရာအနီးရေကန်ကြီးတို့သွားကားရေချိုးကြပြီလျင်မိမိလှဲ့သို့ပြန်လာကတန်တိတာကိုမန္တင်ကုန်တပွဲသဘောထားကအပေါ်၌မန်ကိုထောင်လျက်တနခါနှင့်ဇွင်လေပြန်မျက်နှာခြေကိုရောဆက်၍လိမ့်ကြကုန်၏ ထို့နောက်နှုတ်ခမ်းများကိုနှီးစေရန်အတွက်တရုတ်ကုံစုံဆိုင်များ၌နှစ်တကူအခါအသုံးပြုခဲ့သောအမွေတိုင်းအိတ်ဆက်ကူနေများကိုအသုံးပြုကြကုန်၏လဲများဤနဘေးတွင် မိခင်လုပ်သူများသည်ထမင်းအိုတယ်လျက်ရှိကြကုန်၏လက်အောက်မှခွေးများကဇေရန်တခြားလှဲ့လေကယူဝကံခွေးများနှင့်ဘိုလူလျက်ရှိကြရာကခွေးချင်းကြိုက်တံတကိန်ကိန်မိတံတို့သည်ညံ၍နေလေတော့သည်အပြိုများတနခါလင်းအလှပြင်နေသောလဲပေါင်းမှုဤအပေါ်ရှိကြံများမှလည်း မျောရှင်ရေလားစိတ်ညစ်ရေလားမဆုံနိုင်မြိုင်မြိုင်ကြီးတွင်ကြလေတော့ဤအကျိုးသောကလာသားများမှလည်းကိုကိုပင်အောက်ရှိမောင်ငင်းဤ head dressings လင်းသို့ယွင်းကြကုန်ဤအချို့မှမူရွှေရွှေကြီးကိုရှာကြကုန်ဤအချို့မှပွဲစီရန်တက်လျှောက်ရောင်းချနေသောကျင်းထုတ်တဲ့မိန်ကလေးများအောင်ပလမုံတဲ့မိန်ကလေးများကိုဈေးဝယ်ခြင်းမပြုဘဲအာမနာရန်ကြည့်ရှု၍မျက်စိစားဝဲထိုင်ကြလေတော့ဤ ဥဒဉာဏ်ပါဝင်ဖရာလူကြီးငါဦးတို့သည်လက်ရကြီးကိုလက်လက်ကြည့်ရှုရင်းဒစိတ်ရဆောင်အကဲခတ်နေလေ၏ကိုကိုစုရွာကလက်ရစီတွင်ပါလာသောမြေစိမ့်မှမူသူဤတရားနှင့်လွယ်အိတ်ကလေးကိုယူကာရောက်ွယ်သွားပြီးဖြစ်၏ညောင်မင်းသာရွာမှပါလာသောဘုန်းကြီးသည်ဇက်စရာကိုရှာဖွေ၍ငမိုးရိပ်နှင့်မတ်ရွှေပွင့်ဇက်ထုပ်ကိုကရံပြောပြီးဖြစ်လေ၏လေတကြီးနှင့်ပါလာသူမြေစိမ့်တို့ဘုရားပွဲတော်စမြင့်ရက်တွင်အထက်မှဆွေခဲ့သည့်အတိုင်း လက်ရကြီးရောက်လာတဲ့ကဲ့သို့မြေရိုးတလျှောက်ကြေးရွာများမှလည်းလေများတံတန်များကိုတက်ခွက်ကလာကြလေတော့ဤခြေသောမှလေတွင်ဓာတ်ဆက်တလုံးဖွင့်၍ကြံသောလေများကလိုက်၍ဆိုရင်လိုက်ပါခဲ့ကြလေဤလေရကြီးမှလည်းလာရောင်အောက်တွင်အမျိုးတပုံကြီး၍ကောင်းလာတော့ဤ၎င်းလေများ၌လည်းခွေများကြံများပါ၍လာလေဤနောက်ဆုံးလေတံတန်၌မူတေချောင်းရွာသားတဦးကတကြွကြွနှင့်ခတ်၍လာဤတံတန်အတွင်း၌မူအခြားသောတေချောင်းရွာသားနှစ်ဦးက အရက်တော့၍မူကအိပ်ပြော်လျက်သားပါ၍လာ၏၎င်းတို့အပြင်မျက်နှာစိမ့်တယောက်လည်းပါလာ၏တို့မျက်နှာစိမ့်သည်တမန်ခတ်လာသောတေချောင်းရွာသားနှင့်တီကျွမ်းသူဖြစ်ရာကလွင်ငယ်သော တပတ်ခန့်ကအလယ်အပတ်ရောက်ရှိလာသူဖြစ်၏တို့မျက်နှာစိမ့်ကအသက်ကြီးပြီဖြစ်၏ဆွတ်ဆွတ်ဖြစ်သော မုတ်စိမ့်မွေးရှည်ကြီးများရှိ၏တို့လူကြီးသည် လွယ်အကြီးတစ်လုံးကိုလွယ်၍ထား၏တို့အပြင်တို့လူကြီးနှင့်အတူပြက်ဆောင်တစ်လုံးလည်းပါလာ၏တို့လူကြီးကပြက်ဆောင်အတီးကောင်းသူဖြစ်၏ ထို့ကြောင့်တမန်ကိုခတ်လာသောထိုလူကြီးဤမိတ်ဆွေကိုကြောသောဆိုသူကလူဆမ်းပါဦးမိုးဆွေပြည်ကြီးဟာလာတာတာမှာရက်လက်တန်ကလေးပြဆမ်းပါဦးခုဆိုသည်ဖြင့်မိုးဆွေပြည်ကြီးနှင့်လူကြီးလည်းဝိဇာတော်လာဟုသောတခြင်းကိုလာရနာပြောဝရာတီးပြလေတော့ဤထိုလူကြီးကပြဆောင်အတီးကောင်းသူဖြစ်ဤထို့ကြောင့်ကြာရသူတို့ဤနာတွင်၎င်းဤလက်တန်သည်ဤစိမ့်၍သွားတတ်လေဤ ဤသို့နှင့်ပင်လေတာကြီးသည်ရွှေဘုံသာဖရာအနီးမြစ်စိတ်သို့တပြောတပါးကြီးဆက်ရောက်ခဲ့ကြလေတော့၏ထို့သောဆက်ရောက်ပြီးများမကြာမီ၌ပင်ထိုပြတ်ဆောင်အတီကောင်းသောမိုးစိတ်ဖြူကြီးသည်ပျောက်ခြင်းမလှပျောက်၍သွားလေတော့သည်အမိုက်မှာရွှေဘုံသာဖရာပွဲကြီးကချင်းချင်းတဲ့ကျင်းပပြစီသွားပြီးဖြစ်၏ထိုရွှေဘုံသာဖရာတီရှိရာ စိတ်ကမ်းမြိုကလေးဤဈေးနှင့်နှစ်လမ်းကျော်တွင်ရှိသောနှစ်ဆောင်ပြိုင်ခိုနန်းချိုအင်္ဂလိပ်တိုင်၌က အသက်40ကျော်အရွယ်ဖခင်လို့သူယောက်ျားကြီးတူဦးနှင့်32နှစ်အရွယ်သားယောက်ျားတူဦး17နှစ်အရွယ်သမီးမိန်းကလေးတူဦး9နှစ်အရွယ်သားကလေးတူဦးစသောသားဖ4ဦးတို့သည်ခေါင်းချင်းဆိုင်လျက်တဲထန်စွာငိုကြွေးနေလေတော့၏ဖခင်လို့သူယောက်ျားကြီးသည်ကရုံကရင်ဖြင့်စာရွက်ပိုင်းကလေးကိုကန်၍ကြည့်ရင်းမြေကြီးများတွေတွေကြာဆင်းလာတော့ဤဒုစာရပိုင်းကလေး၌ကခဲရန်ဖြင့်မုံတိမုံမွားရေးသားထားသောအောက်ပါစာများပါရှိ၏ ုတမ်းပေါင်းကျမကိုခုနှစ်ပေါင်းကျမရှင်နေမပေါက်နိုင်တော့ဘူးကျမကိုမြောက်မထားတဲ့မိမလင်ငယ်နေတဲ့မိမလို့ထင်ကျင်တယ်လို့ထင်နိုင်ပါတယ်ပြောကျင်တယ်လို့ပြောနိုင်ပါတယ်ကျမရဲ့သားသမီးတွေကိုတော့စိတ်နာအောင် မလုပ်စေချင်ဘူးမလုပ်ပါနဲ့ဒါပါပဲအမိုက်မမိကြီးငယ်ဆုံးသားကလေးမောင်ရွှေဘောကအဖေအဖေအမေကဘာလို့ရေးထားတာတော့ ခုမိလိုက်လေဖခင်လောက်သူကမပြေငူငူကြီးညင်၍နေလေဒါကသမီးကလေးများများကဟုတ်ပါရဲ့ဖီဖီရဲ့အဖေကငူကြီးနေတာပဲသမီးတို့ကိုတိတိကျကျလေးဘာမှမပြောပြဘူးခုဆိုပြန်လေဒါကဖခင်လောက်သူကလူရဘအရွယ်သို့ရောက်နေပြီဖြစ်သောလာကြီးမောင်ရည်ချမ်းဘက်သို့လက်ကမောင်ရည်ချမ်းဤမျက်နှာကိုအကဲခတ်ကြည့်ရှုလိုက်လေမောင်ရည်ချမ်းဤမျက်နှာသည်တမျိုးတစ်ပုံအားဖြင့်ချမ်းမြေမှုမရှိကြောင်းထင်ရှားနေလေဒါကဖခင်လောက်သူက ကဲသမီးတို့သားတို့ကိုပြောပြရမယ်မင်းတို့အားလုံးဘာမှအမငယ်ကြနဲ့အဖေတရားလုံးရှိတာပဲအဖေမင်းတို့ကိုလှုပ်ကြွေးမယ်ငါသားကလေးတွေငါသမီးကလေးတွေမျက်နှာမငယ်ရအောင်အဖေထားမယ်မင်းတို့ကိုမိတွေးနှိမ့်ဆက်တာလည်းအဖေမကြည့်ရဘူးဒါကြောင့်အဖေနောက်မင်းမှမယူတော့ဘူးခုစကားစားလိုက်ရရွှေဘော်ကလေးကအဖေကလည်းဗျာဘာလို့လျှောက်ပြောနေတာတော့အမိပေသွားတယ်ဆိုတာကိုပြောစမ်းပါဦးခုဆိုလေတော့ဤဒါကပကင်လို့သူသည် အဖေလည်းအဲ့ဒါပြောမလို့ပါရွှေပေါ်ရဲ့မင်းတို့အမေကအဖေနဲ့မင်းတို့ကိုမချစ်ဘူးကွအဖေနဲ့မင်းတို့ကိုပြစ်ထားပြီးတခြားယောက်ျားတယောက်နဲ့လိုက်ကြီးသွားရှာပြီးရော့ဟောဒီမှာမင်းတို့အမေရေးထားတဲ့စာဟုတ်စာရွက်ခါကိုရွှေပေါ်ဤအရှိတို့ချပေးလိုက်လေထောကရွှေပေါ်ကစာရွက်ကိုကောက်ယူပြီးကျုပ်မဖတ်တတ်ပါဘူးဗျာအဖေပဲဖတ်ပြပါဟုတ်သောကဖခင်လက်တို့ပြန်၍ပေးလိုက်လေထောကဖခင်လက်တို့ကစာကိုအတန်ထွက်၍ဖတ်ပြလိုက်ရာမြများသည့်တဲထန်စွာငိုလေတော့ဤ မောင်ရင်ရမှာမူမျက်ရည်မထွက်မျက်နှာကြီးတစ်ခုလုံးနီးမြန်းနေလေ၏ဖခင်ဖြစ်သူဦးသားမောင်မှာမူတရှုံရှုံငိုကြွေးနေလေ၏လုံးဝမငိုဘဲနေသူမှာရွှေပေါ်ပင်ဖြစ်၏အမေလီနောက်လိုက်တာကိစ္စမရှိဘူးကျွတ်တို့ထမင်းစားဖို့ဘယ်သူချက်မှာတော့ခါတိုင်းအမေပြေးနေတဲ့မုံမိုးကိုဘယ်သူပြေးမှာတော့ဝဲတော်ကြီးပြီးသွားရင်ကောင်းပြီတထဲဝဲပြေးပါမယ်လို့အမေကပြောထားတယ်အမေမရှိရင်အဖေတာဝန်ပဲခုရွှေဘော်ကပြောလိုက်လေ၏ထွက်ကများများကမောင်လေးကလည်းဟင် အမေမရှိလေမမချက်ရမှာပေါ့မုံမှုကလည်းအဖေကပြီးမှာပေါ့ဟုတ်ပြောလိုက်ရရွှေဘွားကဘောင်းမီအစ်စ်ကပဲမှာတော့ငါဘောင်းမီကပြိတ်ကုန်ကြီးဟဲ့နင်ပါတိလိုလေအမရဲ့ဟုတ်ပြောလိုက်လေမောင်ရေချမ်းမာမူမျက်ရည်မကြသောငိုကြီးဖြင့်ငိုကြွေးနေရလေသူသည်အဝမ်းနဲ့ကြေကွဲနေသို့မဟုတ်အရှက်ရနေဖခင်လက်သူဦးသားမောင်ကြီးသည်ငိုကြွေးနေရမှမြများကိုထမင်းဥတရံစေခိုင်းလိုက်တို့ကမြများက မီးချင်းသမီးတော်မစားကျင်တော့ပါဘူးဖြစ်ပြင်းဟုတ်ပြောလေပါခင်ကြီးကလည်းအဖေလည်းမစားကျင်ပါဘူးသမီးရဲ့ဟုတ်ငိုတန်ပါကြီးဖြင့်ပြောလေဒေါ်ကရွှေဘော်ကကျုပ်ကတော့သမီးစားမှာပဲဖေဟုတ်ပြောလိုက်လေထို့ကြောင့်များများသည်သမီးအိုတရံအတွက်ထိုင်ရမမထခြင်းထခြင်းဖြင့်ထလေမင်းတို့အမေပေါ်မှာငါကသစ္စာရှိတယ်မင်းတို့အမေကသစ္စာမရှိဘူးမြောက်မှာထားတယ်ဟုတ်ဟိုတန်ပါကပြောလိုက်လေဘဲကမြောက်မှာလေဖေ အမေကဘာကြောင့်မြောက်မကိုချစ်ရတာတော့အခုအမေမရှိတာမြောက်မနဲ့လိုက်ပြေးတာမဟုတ်နိုင်ပါဘူးအဖေရဲ့အဖေပြောတာဖះပွဲတော်မှာလာပြီးတော့ကတဲ့မြောက်ပွဲကမြောက်ကြီးလားလူဟာမြောက်နဲ့လင်မရဘယ်လိုဖြစ်မှာတော့မနေ့ကလည်းကြောင်းမဆရာမကဒီလိုပဲပြောတယ်မောင်ပေါကျဲရဲ့မိမဟာငကားကြီးနဲ့ကြိုက်လို့တဲ့ငကားဟာမွေလူပဲလို့လည်းပြောသေးတယ်မွေလူကောင်ကြီးကိုမောင်ပေါကျဲရဲ့မိမကဘယ်နဲ့ကြောင်းကြိုက်ရတာတော့ဟုတ်ရွှေပါလေးကပြောလိုက်ရာဦးသားမောင်သည်လွန်စွာစိတ်ညစ်၍သွားပြီလျှင် သွားပါရွှေဘော်ရဲ့အဖေတောင်းမှန်ပါတယ်မင်းအမကိုသွားပြီးကူညီပေးလိုက်ပါဟုတ်ပြောလိုက်လေရွှေဘော်ဒီအမဖြစ်သည်များများဆန်းစဲနေသည့်နေရာသို့သွား၍ငါဘာလုပ်ပေးရမလဲမဟုတ်မေးလိုက်လေနင်ဘာမှမလုပ်ပါနဲ့ရွှေဘော်ရဲ့နင်အဲ့ဒီမှာပဲထိုင်ပါဟုတ်များများကပြောလိုက်လေရွှေဘော်ဒီမိဘအနေရှိဖိနိုင်ကုန်ကလေးနဲ့ထိုင်ရင်ဟဲ့အမနင်လေကြည်လာလို့ယောက်ျားနောက်လိုက်ရင်လူလူချင်းပဲလိုက်ဟဲ့မြောက်တွေမွေတွေနောက်ကိုမလိုက်နဲ့ ငါတော့အမေကိုခုပြတဲ့မြောက်ကြီးကိုတွေ့ရင်ခေါင်းကိုကြောက်ခဲနဲ့ထုမယ်။ငါတငယ်ချင်းကြော်လာကပြောဘူးတယ်။မြောက်ဆိုတာငပိစိမ်းသားကိုကြောက်တယ်တဲ့။ဆိုင်ကငပိစိမ်းသားတွေယူပြီးအမေယောက်ျားမြောက်ကြီးကိုအကုန်လုံးတုတ်ပြင်မယ်။ဟုတ်ပြရာညမြကမောင်လေးရေတိတိမီစမ်းပါကွယ်။ဟုတ်ပြောလိုက်လေ။ဒါကြီးမောင်ရေချမ်းမမူအိမ်အောက်မှလက်တွင်လက်ကိုထုတ်၍တောင်းများထင်းရွှေတရာများကိုတင်ရာဖခင်လို့သူဦးသားမောင်ကဟဲ့လူကလေးမောင်ရေချမ်း ဘာလို့မလို့တော့ဟိုမေးလိုက်လေဆိုင်ထွက်မလီဖေရဲ့ဟိုမောင်ရင်ကျန်းကပြန်၍ပြောလေဒီကနေ့တရက်တော့ မထွက်ပါနဲ့တော့သားရဲ့တရက်နဲ့တော့မထူပါဘူးဟိုဦးသားမောင်က ပြောလိုက်လေခွမကောင်းမယ်ဖေညဘက်ကဝဲသူတွေလာကြလိမ့်မယ်အဲ့ဒီအခါမှာကျွန်တော်တို့ရဲ့ဖောက်တယ်တွေသူများဆိုင်ကိုရောက်ကုန်လိမ့်မယ်ဟိုမောင်ရင်ကျန်းကပြော၍လက်တွင်းလက်ကိုထုံမြတ်တော့ကဈေးတို့တွင်း၍သွားလေတော့ဤဦးသားမောင်ဒီသားဖြစ်သူမောင်ရင်ကျန်းဤကြောက်ကိုပြရင်ပေါင်းမှကြည့်ရှုရင်း ်မျက်ရည်များတွေတွေစီးကြကလူရပလီအီရဲခုရရွေလက်လေတော့ဤမောင်ရကျန်းဒီလက်ကိုတွင်းရထွက်လာခဲ့ရာလန်တဲ့တော့အရောက်၌၎င်းတို့နှင့်တည်ကျွမ်းသောအတော်ကြီးတို့ကဟေ့ဤကျန်းနေမီထွက်သွားလို့ဆိုဟုမေးလိုက်လေရေကျန်းကပြန်၍မပြေဘဲခေါင်းကိုငုံ၍လက်ကိုဆက်၍တွင်မြန်တန်းတွင်းသွားလေလူကြီးမိသားကိုပြန်တောင်းပြောဖို့မရဘူးမယိုင်းလိုက်တဲ့ခွေးမျိုးလေး မြို့မှာမကောင်းတဲ့ဥစ္စာအမိရုပ်ရဲ့သားနှုတ်အမူအရာကျမ်းတွေဆိုတာတင်လေးမှန်ပါလားဟုတ်ရေချမ်းကြလားအော်၎င်းတော်ကြီးကအော်ဟေး၍ပြောလိုက်လေတို့တော်ကြီးအတန်ဒီရေချမ်းဤနားသို့တန်ချောင်းကိုမိဖို့၍ထိုးလိုက်တဲ့ကဲ့သို့ဘူလောင်စာဝင်၍သွားလေတော့ဤရေချမ်းဒီဆိုင်သို့ရောက်သောအခါ၌ဆိုင်တကားကိုခွင့်၍ဒုတ်ဖြင့်ထောက်ကားဆိုင်ခင်းလေရေချမ်းဆိုင်ခင်းနေသည်ကိုဆိုင်နီးပါးချင်းများကတစ်စိတစောင်းလှမ်း၍ကြည့်ရှုကြ၏တို့တော်ကြည့်ရှုနေစဉ် ငပြောသည်ဆိုင်မဥပတောင်းဆိုသူလူကြီးကဟေ့ရေချမ်းမိမိရောက်ကြတော့လိုက်သွားလို့ဆိုခုယင်သေးစာမေးလိုက်လေရေချမ်းကမပြောဘဲ၎င်းတို့ဤဂုံစုံဆိုင်ကလေး၌ယင်စင်ခင်းချင်းသည့်ဒီများကိုခင်းချင်း၍နေလေဒေါကာဥပတောင်းဆိုသောလူကြီးကဟေ့ကောင်ရေချမ်းငါမိတာပြောစမ်းပါဦးကွာမိမိလင်ငယ်နဲ့ပတ်သွားလို့ဆိုငါထင်တယ်ငါထင်တယ်မိကြီးရုပ်ကိုမြင်ကလေးကငါသိတယ်တေဖင်ဆော့မဲ့ရုပ်ကို ဟုတ်ပြောလိုက်ရရေချမ်းဒီတိမခံနိုင်တော့ပဲဦးလေးကိုပါတော့ခမရတော်ရင်ကောင်းမယ်ဟုတ်ပြောလိုက်ရဥပါတောင်းကြီးကအောင်ပါမင်းကလားငါ့ကိုတော်ရင်ကောင်းမယ်ပြောတာပါပိတ်ရိုက်လို့တချီယူရီးယားကသွားမယ်ဟုတ်ပြောလိုက်လေရေချမ်းလဲဆန်ရှိနိုင်ရေအနေငယ်ဖြန့်ကတပြက်စီလဲလေညမကြမီနိုင်ပင်တော်မတက်လာတော့လူအုပ်တအုပ်ဒီဥပါတောင်းကြီးဤငပြောသည်ဆိုင်တော်ဝင်ကငပြောသည်ဝယ်လေတော်သူများသည်ငပြောသည်ဝယ်ပြီးနောက်ဥပါတောင်းအား ကျုပ်တို့ကအလူလုံးမလို့ဗျအဲ့ဒီတော့ငပိငချောက်ကအစာကုံချောက်ပစ္စည်းပြည့်ပြည့်စုံစုံဝယ်ရင်လေလေဘယ်ဆိုင်မှာဝယ်ရင်ဈေးရဲ့အလေးရဲ့မှန်တယ်လေခုမေယာငါပြောသေးတယ်ဥပါတောင်းကဟုတ်ဒီမျက်စိလဲနေတဲ့ကောင်ကလေးရဲ့ဆိုင်ကလွဲရင်ကြက်တဲ့ဆိုင်မှာဝယ်ဒီဆိုင်မှာတော့မဝယ်လေနဲ့ဈေးလည်းမမှန်ဘူးအလေးလည်းမမှန်ဘူးစကားပြောကလည်းမရင်တာလွန်ပါရောခုပြောလိုက်ရထိုလ်လူစုကယေစုကြည့်ပါပြီလေဗျာအခုလိုပြောပြတာဟုတ်ပြောလိုက်တော့ဤထိုလ်လူစုတွင်ပါသောအတော်ကြီးတူကမူ မတိနားမလဲတဲ့လူတွေကို အခုလိုညှင်းပြတာသာဓုပါကွယ်သာဓုသာဓုဟုတ်သာဓုပင်ခေါ်၍သွားလေထို့နောက်ထိုဇေဝမြည်လူစုကြီးသည်မောင်ရည်ရန်တို့ဆိုင်ကိုကြော်၍ကလျက်ကုံစုံရန်တို့ဝင်မြည်လောက်ကြရာမောင်ရည်ရန်ကလာကြပါခမဒီမှာလဲဆုံပါလေလူကျင်နာတွေရနိုင်ပါတယ်ဟုတ်ခေါ်တော်လဲထိုလူအုံမှာလှည့်၍ပင်မကြည့်ပဲတစ်ဖက်ဆိုင်တို့ဝင်သွားကြကုန်၏တို့ကတစ်ဖက်ဆိုင်တွင်ဂုံပြည့်စင်းများကိုထံပိုးပေးသောအလောက်ကျန်သမားတအူးကဟဲ့ကောင်လေး ဒီဆိုင်ကဝင်နေမှာမင်းကဘာဖြစ်လို့လှန့်ပြီးခေါ်ရတာတော့ခုမဆီမဆိုင်ဝင်၍ကျင်းလေတော့ဤတွဲကမောင်ရီချမ်းကဥဒတရေဒီလိုပဲခေါ်ကြရတာပဲမဟုတ်လားအဆန့်လားဗျာကျွန်တော်တို့ဆိုင်ကဝင်တဲ့လူကိုလည်းတခြားဆိုင်ကခေါ်ကြတာပဲခုပြောလိုက်ရအေးဒါကတော့မဆန့်ဘူးဗျာဆန့်တာကတော့မင်းတို့အိမ်ပဲခုပြောလိုက်ရရေချမ်းဒီအနေရှိတကားကြတာတို့ကိုကောက်ရိုက်ကင်ပြီလင်ခွေမျိုးကြီးဘာလူဝါရတာတော့ ဟုဆဲ၍ရံ့ရင်ပြုရာအနိအပမလူများကဝိုင်း၍ဆွဲထားကြရ၏တောကစောစောကငပြောသည့်ဆိုင်မှထွက်လာသောဇေဝသူလူအုပ်မတဦးကဒါကြောင့်ငပြောသည့်ဆရာကြီးကပြောတာပေါ့ဟုတ်ဂျန်လူများကထောက်ခံကြကုန်၏တို့ကျင်၌မှာပဲငပြောသည့်ရောင်းသောဥပါတောင်းဤဆိုင်သို့မုတ်စိမ်မွေးနှင့်အဖိုးကြီးတဦးသည်ဝင်ရောက်၍ဒီမှာမိတ်ဆွေကြီးရဲ့ဟုတ်မှာကျွနေတဲ့ငပြောသည့်အကြွေလေး၃၄၅လုံးကျုပ်ကိုရောင်းစမ်းပါဟုတ်ပြောလိုက်ရာဥပါတောင်းကရောင်းဖို့မဟုတ်ဘူးအဖိုးကြီးရဲ့ကျုပ်အိမ်မှာမြောက်မွေးထားတယ်မြောက်ကိုကျွေးဖို့ ုပြန်၍ပြောလေ၏ဒေါကမိုးစိမ်မွေးနှင့်ဖိုးကြီးကဒီလိုဆိုလေဟုတ်ဟုတ်ကငါပြောသည့်တပည့်ကိုရောင်းစမ်းပါဗျာဟုတ်ပြောစကားငါပြောသည့်တပည့်ကိုဝယ်လေ၏ဥပါတော်သည်ပိန်ရှုံနေသောငါပြောသည့်တပည့်ကိုရွေ့ရွေ့ပေးရာအဖိုးကြီးကသိပြီမကောင်းရင်နေပါဗျာခမရမြောက်ကိုကြွေးဖို့ထားတဲ့ငါပြောသည့်လောက်ကောင်းရင်တော့ပါပြီဗျာဟုတ်ပြောရာဥပါတော်ကရှုပ်လေဗျာတခြားဆိုင်မှာသွားဝယ်မရောက်တော့ဘူးဟုတ်ပြောလိုက်လေ၏ဒေါကအဖိုးကြီးကသာဓုသာဓုသာဓု ဟိုသာရုသုံးချိန်ခေါ်၍ထွက်သွားလေတော့ဤဥပါသောင်းသည်အဖိုးကြီးကိုလက်မျောကြည့်ရှုရင်းတို့မျိုးလေဖျားပွဲတော်လုပ်ပြီးကြတဲ့ကသရောင်းသားတွေပို့တာလေဟိမနေ့ကလည်းမုတ်စိမွေးပပြိုင်းမွေးဖြူဖြူနဲ့ခွန်တရော်ကြီးတို့လက်ကင်ထားတဲ့သရောင်းသားဟာဒီဆိုင်လာပြီးငပြောသည့်ဝယ်သေးတယ်ခုရေရွေးလိုက်လေဤရေချမ်းသည်ဈေးဝယ်သူများရောက်ရှိနေသည့်ဖြင့်ကြိုးစားပန်းစားရောင်းချနေလေဤအုံပြစီများကိုမနက်တနိုင်နှင့်ချိန်၍ပေးနေလေ၏။ပိုက်ဆံကိုမမရအောင်တွက်ချက်၍အန်နေရလေ၏။ ထိုအချိန်၌ဇေဝတွင်လူသုံးဦးသည်ဒေါ်၌ကုံစုံကန်ဖွင့်ရန်အတွက်ပြည်စည်းဝယ်ရန်ရောက်ရှိလာကြရာဓာတေဟူသောကူလီကိုမြင်လျင်ဒီမှဒီမှကုံစုံကန်ကြီးကြီးဇေရင်မှာဘယ်မှာရှိသလဲဟုမေးလေ၏ဒေါ်ကဓာတေက အများကြီးပါဗျာဘာလို့မလို့တော့ဟုမေးရာထိုလူကကျွတ်တို့တော့မှဆိုင်ခွင့်မလို့အမြဲဖောက်တဲ့ယူမာလေဗျာကောင်းတဲ့ဆိုင်ကိုညွှန်းသားမှာဟုပြန်၍ပြောရာဂူလီတာတေကဒီလိုဆိုရင်ကျွတ်တော်လိုက်ခဲကျုပ်ပြမယ် မတို့ဆိုင်ဝင်မှရင်တခါတည်းအရင်ကလေးကြုတ်ပါမယ်ခုစောကဖောက်တဲ့သုံးဦးကိုခေါင်ငင်၍လာလိတို့တို့ခေါင်ငင်လာရာရေချမ်းဤဆိုင်နည်းတို့ရောက်တော့ခါ၌ဂူလီတာတွေကဖောက်တဲ့အစ်သုံးဦးဟာဒီဆိုင်မျိုးမှာဖောက်တဲ့ယူမိရင်ခမတို့ဖွင့်ဖြစ်သွားမယ်ခုပြောလိုက်ရာထိုလ်လူသုံးဦးဒီရေချမ်းဤဆိုင်ရင်တွင်းတို့ကြည့်ရှု၍ဘယ်လိုဖွင့်ဖြစ်မှာတော့ခုတို့တို့မေးကြလိသိသိကြီးတယ်အလေးလေးခိုးတယ်ပိုက်ဆံကလေးနည်းနည်းပါးပါးကြံရင်လည်းအကြံမခံဘူးခုပြောရာဖောက်တဲ့သုံးဦးက ဒီလိုဆိုင်မျိုးတော့မလုပ်ပါနဲ့ဗျာဟိုတောင်မှန်ကြကုန်ကြီးထို့နောက်ကိုလီတာတွေဒီထိုသုံးဦးအားရေချမ်းဆိုင်နဲ့ကက်လျက်ကုံစုံဆိုင်တို့ဆိုက်ဆိုင်မြဲမြဲကြီးခေါ်သွားလေရေချမ်းဤကံကာတာကညံ့လာပြီဒီယခုနန္နပန်း၌ပင်အိတ်သာမစ္စရိယသမဏဦးဤကျေးဇူးကြောင့်ဖောက်တဲ့တူနဲ့အလီကြီးဝယ်မိဈေးဝယ်တူလက်လွတ်ဆုံးရှုံးကြရပြီဖြစ်သည်။ဤတော့လင်းဈေးဆိုင်များမှလူများကရေချမ်းမခံနိုင်သောမိကွန်းများကိုမိချင်းဖြင့်စော်ကားလိုက် ရေချမ်းကမခံနိုင်၍တုံ့ပြန်လိုက်သောအခါ၌စောကားသူကပင်ရေချမ်းအပေါ်၌မကြည်မနှက်ဖြစ်ကရေချမ်း၏အကျိုးပြရာပြချမ်းကိုပြုလုပ်ကြပြန်၏ထို့ကြောင့်ရေချမ်း၏ဆိုင်ကလေးသည်ဒဇဒဇအယောင်ကြ၍လာလေတော့၏လက်တကယ်သို့ဖြစ်လာလေတော့၏ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမင်းသိန်းခါဤစာပလင်းနေမောင်နှင့်ညာကျင်းသာဘောကမြောက်သုံးကောင်းဆိုတဲ့ဝိတ္ထုစာအုပ်ကိုအပိုင်း9နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့တွေလဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းရှင်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးပြန်မှာဖြေခင်ကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ